ရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ10ရက်တနင်္လာနေ့ရကုန်တိုင်းဒေသကြီးတက္ကသိုလ်မြို့နယ်ဉာဏ်နှခုနှစ်ပိုင်း6ပါးလောက်ရှိတဲ့ရတနာအောင်ကျောင်းလိုက်တွင်ဓမ္မဒါနတရားအလုံးမတ္တဒါနအမြဲတမ်းဘန်သူဖြစ်ပြီးသို့တရားစကားများတဲ့ငယ်ပြောပြပြန်မယ်။ပါမျိုးပြောပြခြင်းလည်းဆိုရင်ဘုရားရှင်ဟောတော်တဲ့ခက္ခန့်စုပမာတော်ဆိုတဲ့ရှိအဲ့ဒီတော့ကစကလုံးလေးယူပြီးတော့ပြန်လို့ပြောလိုက်ချင်တယ်။ တရားကောင်းစီလေးရဒီနေ့ရနေစပြီးတော့သူတွေထံအကြားတဲ့ဒီလိုစကားမျိုးတွေကိုခန္ဓာငါခန္ဓာရှိအောင်ဝေတော့မယ်ပိုင်းနာလို့မှတ်ထားပါတယ်ဒီနေ့ရနေစပြီးတော့သူတွေထံအကြားမဲ့ဒီလိုစကားမျိုးတွေငါခန္ဓာရှိအောင်ဝေတော့မယ်ဒီလိုဆုံးဖြတ်ပြီးတော့ခန္ဓာရှိအောင်ဝေကြည့် ကောင်းစည်းဝရရဲ့အရှိပဲနော်ဒီနေ့ရက်နေစပြီးတော့လူတွေထံအကြောင်းနဲ့ဒီလိုစကားမျိုးတွေကိုငါခံနေရှိအောင်ဝေတော့မယ်ကကန်စုပမတော်တော်အဲဆိုရင်ရှင်ကတော့မြတ်ကြီးကဖက်ကုလာဆိုတဲ့ရဟန်းကိုအကြောင်းပြုပြီးတော့ဟောတာစေတရွေချစ်တဲ့ပြီးလို့တင်းမြနိုးတဲ့သူတွေရဲ့မကောင်းကြောင်းတင်းရဲ့ရှိမှလာပြောမယ်ဆိုရင်တင်းဘယ်လိုစဉ်းစားတဲ့တဲ့ ငါရဲ့စိတ်မပေါက်ပြန်စေရအောင်ငါရဲ့နှုတ်ကရောင်ညံ့တဲ့စကားတွေမထွက်စေရအောင်ကြီးမားတဲ့အင်ချင်းနဲ့မေတ္တာကိုယ်တော်ဖြစ်စေရအောင်ငါခန္ဓာရှိစေရမယ်ဆိုပြီးတော့အဲ့လိုကြည့်ရမယ်ဆိုတော့ဒီနေ့အစဉ်ဆက်ပြီးတော့လူတွေထမ်းမှလူတွေထမ်းနဲ့ကြားရမယ်စကားတွေရှိအဲ့ဒီစကားတွေကအနည်းဆုံး၅မျိုးရှိလူတွေထမ်းကြားမယ်စကားတွေ ဥစဉ်လက်ကြားမှာဒီမှာရှိတဲ့ဥစဉ်တွေကုကျော်စရာလို့ခေါ်တဲ့ဂောဝိဒာလက်ကြားမှာပဲနော်။နောက်ဥပမာရတို့ပညာသမီးတို့ဆိုတော့အားလုံးကြားသူဆရာကြီးဆရာလေးတွေမိုင်းနာတို့ကြားမယ်စကားနံပါတ်1တင့်တော်ခြင်းမတင့်တော်ခြင်းဒီနေ့ကနေဆက်ပြီးတော့လူတွေထားကြားတဲ့ဒီလိုစကားမျိုးတွေကိုငါခံနေရှောင်နံပါတ်1သူတို့ကတင့်တော်တဲ့စကားလေးကိုပြောပြမတင့်တော်တဲ့စကားလေးပြောပြ သူတွေထံအမြင့်ကြောင်းကိုယ်နဲ့ပတ်သက်ပြီးတော့ကိုမိသားစုနဲ့ပတ်သက်ပြီးတော့ကိုမိတ်ဆွေတွေကနေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကတော့မြတ်ကြီးကတင်းတို့စီကိုရောက်လာနိုင်တဲ့စကားလမ်းကြောင်းမှခုလို့တဲ့အဲ့ဒါတွေကြားတဲ့အခါမှာဒီနေ့ရက်နဲ့စပြီးတော့လူတွေထံကနေဒီလိုစကားမျိုးတွေကကြားမှာကြားလာတဲ့အခါမှာမဆိတ်မဖောက်ပြန်အောင်ခန္ဓာရှင်းအောင်ပြီးတော့ဒီလိုသုံးသပ်ဒီလိုဆုံးဖြတ်ထားတာ ဘလူစကားမျိုးဝဲကြာကြာဒေါသမဖြစ်စီရန်ဘလူစကားမျိုးဝဲကြာကြာမကောင်းတဲ့စိတ်မဖြစ်စီရန်ငါစိတ်မဖောက်ပြန်စီရန်ငါစိတ်ခံနေရှိစီရမယ်လို့ဒီလိုနှလုံးသွင်းထားသူတို့ထံဘလူစကားတွေလာနိုင်လဲဆိုရင်နံပါတ်1တင့်တော်ခြင်းမတင့်တော်ခြင်းပရမစကားလမ်းကြောင်းဒုရယကိုယ်ပေါ်မှာတင့်တော်တာတွေနဲ့ပြောရင်ပြောမယ်မတင့်တော်တာတွေနဲ့ပြောရင်ပြောမတင့်တော်တာဒီရောလို့ လူချားသူချားတဲ့ဘောက်ဘလူတွေပြောရတာလဲမပြောရဘူးမပြောရအောင်မပြောနဲ့လို့လည်းတမ်းမြင်လို့လည်းဖြစ်တဲ့အရာမျိုးကိုသူသူပြောနေတာပြောပါသူတို့ပြောတဲ့စကားကတင့်တော်တာလဲပါနိုင်တယ်မတင့်တော်တာလဲပါနိုင်တယ်ဒါပထမစကားတစ်ခုတင့်တော်တာပြောခြင်းကြောင့်လည်းစိတ်မတက်တဲ့ခန္ဓာရှင်ဝင်မတင့်တော်တာပြောခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရှင်ဝင် ဒီနေ့ဒီနေ့ကနေစပြီးတော့လူတွေထံကြားမယ်ဒီလိုတင့်တော်ခြင်းမတင့်တော်ခြင်းဆိုတဲ့စကားမျိုးတွေကိုကြားရတဲ့အခါမှာငါခန္ဓာရှိအောင်ဝေတော့ပြီခန္ဓာရှိရဲ့ဆိုတာမစိတ်မဖောက်ပြန်စီရအောင်ခန္ဓာရှိအောင်ဝေပြီအော်သူစီရမဖြစ်မနေကြားဟောကြားဘောကြိုးတွေးထားတဲ့ခန္ဓာရှိတယ်ဥပမာဘယ်သူနဲ့ဘယ်ဝါနဲ့တွေ့မယ်သူမတင့်တော်တာပဲအာပြောပါပုတ်တဲ့ကြရတဲ့ငါပြောပါကြူတိထားတာဟောသူဘာပြောပြော စိတ်ထဲမှာသူပေးတဲ့ဘုကိုယူမှရတယ်မယူရင်မရဘူး။မတင်တော်တဲ့ပြောမှာပဲဆိုပြီးတော့အဲ့ဒီမတင်တော်တဲ့စကားမတင်တော်တာပြောတာပြန်လို့ဒီတိုင်းဥပက္ခပြုတ်တယ်တင့်လို့ရှုတယ်။နော်။မဖြစ်မနေကြမှာနော်။ဦးစင်းဘုလည်းပြောမှာတို့တကကြီးရဲ့မိုင်းတင်ဆိုင်ဆန်လေးတွေကိုလည်းပြောမှာ။နံပါတ်၁ကတင့်တော်ခြင်းမတင့်တော်ခြင်းတင့်တော်တဲ့စကားလေးပြောမယ်။နံပါတ်၂မတင့်တော်တဲ့စကားလေးပြောမယ်။ဒါနံပါတ်၁အကြောင်းပါနော်။ တော့တော့တဲ့ကမှန်ကန်ခြင်းမမှန်ကန်ခြင်းပါတယ်လေမှန်ကန်ခြင်းမှန်ကန်ခြင်းကျွတ်မှန်တာလည်းပြောကျွတ်မမှန်တာလည်းပြောတာဟုတ်မှန်တဲ့အကြောင်းပြောတာရှိတယ်လို့မဟုတ်မှန်တဲ့အကြောင်းပုတ်ချပြီးလို့ပြောတာလည်းကျွတ်ရတယ်ဘယ်သူမှဆိုကျွတ်ပါပဲမိုးလျံနေမိုးချွတ်တော့ကိုယ်ကိုလှုပ်လှုပ်နေတယ်မွေးတဲ့နေရာနေတည်တဲ့နေရာအထိအထိ ဒီနေ့ရည်ဆောင်ပြီးတော့လူတွေထိုင်ကြားတဲ့ဒီလိုစကားမျိုးတွေပါနေတယ်။မှန်ကန်တဲ့စကားလည်းကြားမယ်။မမှန်ကန်တဲ့စကားလည်းကြားမယ်။မှန်ကန်တဲ့စကားပြောလို့လည်းအဆိတ်မတက်စီအောင်ခဏရှိအောင်ပြော။မမှန်တာလားပြောလို့လည်းအမမှန်တာပြောမှလားဆိုပြီးတော့အဆိတ်မပြည့်စီအောင်ခဏရှိအောင်ဝေးမယ်လို့။ဒီလိုခဏရှိအောင်ဝေးတော့မယ်လို့ဥတ်တက်လိုက်။နံပါတ်1တက်တော်ခြင်းမတက်တော်ခြင်း။နောက်နံပါတ်2ကမှန်ကန်ခြင်းမမှန်ကန်ခြင်းတစ်ခုရှိပြီနော်။ နောက်တစ်ပတ်သုံးကတိမ်မွေခြင်းမတိမ်မွေခြင်းနောက်တစ်ပတ်ကပါလဲတိမ်မွေတာရယ်မတိမ်မွေတင်းနေမှုမလူညံ့နဲ့ပြောတာလေဖြစ်နိုင်တယ်တခါတခါကျတော့ချမ်းချမ်းတန်တန်နဲ့ခက်ခက်ထန်ထန်နဲ့ရွရွမှမှနဲ့အထင်စရာနဲ့ပြောချင်တယ်လို့ပြောနေတာလည်းကြုံနေတယ်ဘယ်သူမှဆိုကြုံတယ်နော်ဘုရားရှင်တော်ကြုံဘုရားရှင်တော်ဆဲခံခံဘုရားရှင်တော်ကြုံနေလားဆိုရင် တို့တွေဥစဉ်တို့တွေလည်းကြုံတာစေစေတွေကြုံပါမယ်တကယ်ကြီးမိုက်တွေကြုံပါမယ်ကလေးလည်းကြုံပါမယ်လူကြီးလည်းကြုံပါမယ်လောကလည်းနေတဲ့လောကသားမှန်မြန်လူတိုင်းကြုံပါမယ်လောကတဲ့ကြုံမဖြုံတန်းဘူးမတုံ့ဆန်းတဲ့စိတ်ခံစီခန္ဓာရှိအောင်ဝေးဝေးလုပ်ရနော်တိမ်မွေးတဲ့စကားလည်းကြားမယ်မတိမ်မွေးတဲ့စကားလည်းကြားမယ်အဲ့လိုပြောတာအဲ့ဒီစကားတိုင်းကြားတဲ့အခါမှာဒီနေ့ကမိစားပြီးတော့လူတွေထံကတိမ်မွေးတဲ့စကားမတိမ်မွေးတဲ့စကားကြားတဲ့အခါမှာ ီလိုစကားမျိုးတွေကိုမခံနိုင်ရှိအောင်ပြောတော့ပဲလို့သုံးသပ်ပြီးတော့ခံနိုင်ရှိအောင်အရင်နေ့ကသူနဲ့တွေ့ရင်တော့မသိပွေးတဲ့စကားတည်းဒီလူပြောမပြောဘူးအဲ့တော့မခံနိုင်ရှိအောင်ပြောချိုးတွေးထိုင်ခံနိုင်ရှိတယ်တနည်းတောင်တင်းတော်တဲ့စကားလည်းလာပြောမယ်ပတင်းတော်တဲ့စကားလည်းကိုယ်လာပြောခံနိုင်ရှိအောင်ပြောမနေ့စကားလည်းပြောပါမယ်မမနေ့စကားလည်းပြောပါမယ်ဟောလာပြောတယ်ဘာခံနိုင်ရှိအောင်ပြောတိမ်ပွေးတဲ့စကားလည်းပြောမယ်မတိမ်ပွေးတဲ့စကားလည်းပြောမယ်ဟောလာပြောတယ်ဘာခံနိုင်ရှိအောင်ပြော ိုသိထားတာဂျိုခံနေရှိတယ်။ဂျိုတွေးမထားဘဲပြုံးစားရေးကိုခစ်လို့ဆိုရင် surprise လုပ်တယ်။ surprise လုပ်ရင်မတင်တော်တဲ့စကားလာပြီးချက်ချက်ထိုးတာထားတယ်။ငါ့ကိုမတင်တော်တဲ့လာပြောဘူး။မပန်ငန်းတဲ့စကားတွေလာပြောတယ်။အပုတ်ချတဲ့စကားတွေဆွဆွဲတဲ့စကားတွေလာပြောရင်အာငါဆွဆွဲရမလားငါအပုတ်ချမလားငါမပန်တဲ့စကားပြောမလားဆိုပြီးတော့ဒေါသထွက်တဲ့စိတ်ဆိုးစေ။ကိုကအဲ့ဒါဒီလိုကငါ့ကိုဒီလိုပြောမှာပဲသူတို့ဒီစီရဒီလိုတန်နေငါချားမှာပဲ ဲ့လိုသူတို့ဒီလိုပြောတာသူတို့တရားဒီလိုအမှုချင်းရှိဒီလိုပြောတတ်တာပဲအဲ့ဒီစကားကြားရင်အဲ့ဒီလိုစကားပြောကြရင်မခံနိုင်ရှိအဝိမဲ့လို့ကြိုတွေးထားရင်ခံနိုင်ရှိနော်နောက်တိမ်ပွေချင်းမတိမ်ပွေချင်းဒီလိုမျိုးနဲ့ပြောတာလည်းရှိတယ်မတိမ်မွေပြောတာလည်းရှိတယ်နံပါတ်၄အဓိပ္ပာယ်ရှိခြင်းအဓိပ္ပာယ်မရှိခြင်းနံပါတ်၄မှာ ဒီပဲရှိတယ်ဒီပဲမရှိရှိတချို့ကအကြောင်းကျိုးစိုက်တဲ့အကြောင်းကျိုးညီတဲ့ဒီပဲရှိတဲ့စကားလေးတွေပြောနိုင်ရှိရှိတချို့ကအကြောင်းကျိုးမစိုက်ဘာမှဆက်ဆက်လို့မရဘာဒီပဲမှမရှိဘူးတောင်းစီရေမရရှောက်ပြောတာရှိရှိငောအကျိုးမဲ့တဲ့စကားလေးပြောတာရှိရှိချို့စကားတွေဘာဒီပဲမှမရှိဘူးဒါမှတိကံပြီးတော့နောက်နားထောင်ရတယ်တကယ်ချင်းပေါင်းသိနေတယ်တွေ့ရတယ်ဖြစ်ဖြစ်ဆိုင်ထိုင်နေတယ်ဖြစ်ဖြစ်တမင်းဆိုင်နေတယ်ဖြစ်ဖြစ်တစ်ခါတစ်ခါမိတင်ပါဦး ကိုမင်းနေလုံးနေတယ်ကျူးကြီးတဲ့စကားပုံဖက်နေအကျူးမရှိတာလေအဲ့ဒီမှမရှိတာလေရှောင်ပြောနေတာလေကျုံတတ်တယ်ကျုံတတ်တယ်ဒီလူဟာဒီလူပြောတတ်တယ်လူတွေထမ်းနေအဓိပ္ပာယ်ရှိတဲ့စကားလဲကြားမယ်အဓိပ္ပာယ်မရှိတဲ့စကားလဲကြားဒီနည်းအနေစားပြီးလူတွေထမ်းအကြားနဲ့ဒီလူစကားမျိုးတွေကိုဘာခံနေရှိအောင်ပြီးတော့မယ်လို့တုံ့တက်ချက်အစိတ်ချမ်းသာတယ်နော်စိတ်ချမ်းသာဒါလူတိုင်းကြုံတဲ့ကိစ္စဆိုဘုရားရှင်တော်ကြုံတယ် ဆရာဖျားကြီးတွေကြုံတယ်အရိယာပုဂ္ဂိုလ်ကြီးတွေကြုံတယ်သူတို့တကယ်ပုဂ္ဂိုလ်ကြီးတွေတော့ကြုံတယ်သူလည်းကြုံတယ်ဦးဇင်းတို့လည်းကြုံတယ်ဒီမိုင်းတွေမိုင်းတွေလည်းကြုံတယ်နောက်နံပါတ်၅မေတ္တာရှိခြင်းမေတ္တာမရှိခြင်းတပ္ပငါးပါတယ်နော်ချို့မေတ္တာမေတ္တာတရားနဲ့ကိုယ့်ရဲ့အကျိုးလိုလားမျိုးပြောတာရှိတယ်တချို့ကဒေါသနဲ့ပြန်မပြီးတော့မကောင်းတဲ့စိတ်နဲ့ပြောတာလည်းရှိရှိနော် ေတ္တာတရားနဲ့ကိုအကျိုးလိုလားပြီးတော့သူအကျိုးလိုလားပြီးတော့ပြောတဲ့စကားမျိုးလည်းကြားတယ်။မေတ္တာမရှိဘဲနဲ့ကိုအကျိုးပြည့်စည်တဲ့သူ့အကျိုးပြည့်စည်တဲ့စကားမျိုးပြောတာမျိုးလည်းကြားတယ်။စကားလမ်းကြောင်းတွေလာရငါ့ကိုဒီငါ့ကိုပဲဘသူပဲဖြစ်ဖြစ်ဦးစင်းနဲ့ကြုံပါမယ်ဒီလူတွေကြုံပါနော်။နံပါတ်၁သင့်တော်ခြင်းမသင့်တော်ခြင်းဒီလိုစကားတွေကြုံမယ်လူတွေထမ်းအကြတဲ့ဒီလိုစကားမျိုးတွေခနဲ့ရှင်းအောင်ဝေတော့မယ်။သုံးတဲ့နောက်နံပါတ်၂ မှန်ကန်ခြင်းမမှန်ကန်ခြင်းမှန်တာလေးလည်းပြောမယ်ကိုမှန်တာလေးပြောမယ်ဒီနေ့အားဆက်ပြီးတော့လူတွေထင်လာကြားရတယ်ဒီလိုမှန်ကန်ခြင်းမမှန်ခြင်းစကားပြောတွေမှခဏရှိအောင်ဝေတော့နောက်တစ်ပတ်တော့တိမ်ဝေခြင်းမတိမ်ဝေခြင်းတိမ်မှုတွေနည်းနည်းညံ့ညံ့ပြောတာရှိတယ်ကျိုးကတိမ်ဝေညံ့ညံ့တိမ်ပြောမှာမဟုတ်ဘဲနဲ့ဟိုညံ့ညံ့တဲ့ရင်းဆန်းဆန်းကက်ကက်ထန်ထန်လေးပြောတာတိုင်းခိုင်းနိုင်ပြီးတော့မိဘနဲ့သားသမီးဤကောင်မတော်မှအချင်းသူတော်ကောင်းတွေရဲ့ရှေ့မှာမကြောက်မနာတာ မနာခံတာဖြစ်တဲ့စကားမျိုးတွေချို့ချို့ဟိုအကျင့်လေးရှိတယ်နော်။နောက်တစ်ပတ်ဒီကအဓိပ္ပာယ်ရှိရင်မရှိဘူး။ဒီနေ့နေစားပြီးတော့လူတွေထန်ထန်ကြားရတဲ့ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေအဓိပ္ပာယ်ရှိတဲ့စကားတွေကိုဘာခံနေရှိအောင်ပြီးတော့မဲလို့တော့တတ်တာ။နောက်တစ်ပတ်ကမေတ္တာရှိခြင်းမေတ္တာမရှိခြင်း။ဒီလိုစကားတွေလည်းကြားမေတ္တာနဲ့ရှိတဲ့စကားမေတ္တာနဲ့မရှိတဲ့စကား။ဘုရားရှင်တော် ယင်ကုတုပိစကနိဗ္ဗာန်ဝါစာသုဆိုရရှိတဲ့အမဆုံးပါတာပိစယိဘိက္ခဝေဧကေဟိသမ္မနာကတာဝါစာဥပတိတံဟောတိနောဒုပတိတံအနဝဇာစအနနုဝဇာစဝိညုဏံတမေဟိပိစယိခြေသားတို့ခြေသမီးတို့တဲ့အဓိပ္ပာယ်ခြေသားတို့ခြေသမီးတို့စကားပြောတဲ့အခါမှာဒီလိုအင်္ဂါ၅မျိုးနဲ့ပြည့်စုံတဲ့စကားမျိုးကောင်းစွာဆိုရမယ်တဲ့ အဲ့ဒီလိုအင်္ဂါငါးမျိုးနဲ့ပြည့်စုံတဲ့စကားကိုမကောင်းတဲ့ဖြင့်ဆူအပ်တဲ့စကားမမီဘူးတဲ့။ကောင်းစွာဆွေးတဲ့စကားလို့ဆိုရတယ်။အပြစ်လည်းပြည့်ရှိတယ်၊ပညာရှိလို့လည်းမကဲ့ရဲ့ဘူးပဲ။အပြစ်လည်းပြည့်တယ်၊ပညာရှိတယ်လည်းချိန်မှန်းတဲ့စကားပဲဖြစ်တယ်။အဲ့ဒီစကားငါးမျိုးကဘာလဲဆိုရင်နံပါတ်1အခါအားလျော်စွာပြောဆိုပြောဆိုအချိန်နဲ့အချိန်ကတည်းကပြောပြောစကား။နောက်နံပါတ်2မှန်ကန်တဲ့စကားမျိုးကိုလည်းပြောဆိုအောင်။နောက်နံပါတ်3ကသိမ်မွေးတဲ့စကားလည်းပြောအောင်။ နောက်နံပါတ်4ရအကျိုးစီးပွားနဲ့ဆက်ဆက်တဲ့စကားလေးပြောရမယ်။နောက်နံပါတ်5မေတ္တာစိတ်နဲ့ရှင်တဲ့မေတ္တာစိတ်နဲ့ရှင်ပြီးတော့လူလူညံ့ညံ့ပြောဆိုရမယ်။ခြေသားတွေခြေတည်းတို့ဒီလိုအင်္ဂါ5မျိုးနဲ့ပြည့်စုံတဲ့စကားလား။ကောင်းတဲ့စကားလို့ဆိုရင်မကောင်းတဲ့စကားလို့မဆိုရဘူး။အပြည့်လည်းမရှိဘူး။ပညာရှိတွေလည်းမကဲ့ရဲ့ဘူး။ပညာရှိတွေလည်းချီးမွမ်းတဲ့စကားမျိုးဖြစ်တယ်။ဟိုအနည်းချုပ်လိုက်လို့ရှင်မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားမျိုး မေတ္တာစိတ်နဲ့ရှင်ပြီးတော့အချိန်လေးနဲ့အချိန်ကကြည့်ပြီးလူညင်းစွာပြောဆိုတတ်ပါလေ။နော်။မကန်တဲ့အကျိုးရှိတဲ့စကားမျိုးမလည်းမကန်တဲ့အကျိုးလည်းရှိတဲ့စကားမျိုးမေတ္တာစိတ်နဲ့ရှင်ပြီးတော့အချိန်လေးနဲ့အချိန်ကကြည့်ပြီးတော့လူညင်းစွာပြောဆိုတတ်မယ်တဲ့မိုင်းနိုင်နော်။ဒီမိုင်းတို့မိုင်းနာတို့နော်အကုန်လုံးဘာဒီမှရှိတဲ့လူတွေ ကိုယ့်အစီကိုဒီတိုင်းနာမည်နဲ့ကျောင်းအောင်ငါးခုနော်နံပါတ်၁တင့်တော်တာလည်းကိုယ့်ကိုပြောမယ်မတင့်တော်တာလည်းပြောဒုရဒာအကြောင်းအရဒီလိုစကားမျိုးတွေကိုငါခံနေရှိအောင်ပြောကြိုတွေးထိုင်ကြိုခံနေရှိနော်တုံ့ငန်းမှာပဲပြောရရှိရှိတယ်နော်အလုံးမရှိလူတွေနိုင်တဲ့ဆက်ဆံတွေကိုတွေ့ရတယ်နော်တင့်တော်တဲ့စကားမတင့်တော်တဲ့စကားပြောမယ်နော်မှန်ကန်တဲ့စကားမမှန်တဲ့စကားပြောမယ် တိမ်မွေးတဲ့စကားမတိမ်မွေးတဲ့စကားအတိပဲရှိတဲ့စကားအတိပဲမရှိတဲ့စကားမေတ္တာစိတ်နဲ့ရှင်တဲ့စကားမေတ္တာစိတ်နဲ့မရှင်တဲ့စကားအဲ့လိုအတန်ကြီးပြီဆိုရင်ဘာစိတ်မဖုတ်ပြန်ရဘူးလို့မြတ်စွာဘုရားရှင်ကဒီလိုစကားကြီးလမ်းကြောင်း၅ခုကြားတဲ့အခါမှာဘာစိတ်မဖုတ်ပြန်စင်ရအောင်အတုံးတုံးလေးသုံးတာအလွန်ချစ်စရာကောင်းအလွန်သဘောကျစရာကောင်းငါစိတ်မဖုတ်ပြန်ရဘူးဖုတ်ပြန်တယ်ဆိုရင်ဘာပြောတယ်လဲဆိုရင်ပင်ကိုအခြေအနေကနေပြောင်းသွားတယ် ပြီးကိုအချင်းချင်းနေပြီးတော့ပြောင်းလဲသွားတာပြီးကိုအချင်းချင်းနေဖောက်ပြန်သွားတာဒါကိုဖောက်ပြန်ပြောင်းပြီးကိုအချင်းချင်းကုစိတ်ကြီးအကြည့်နဲ့ဒီစကားနဲ့ကြောက်အကြည့်ရောပြီးကိုအချင်းချင်းကကုစိတ်ကလေးကချမ်းသာတယ်ဒီစကားနဲ့ကြောက်အချမ်းသာတယ်သူတို့စီကလူတွေထံကနေစီနေတိုင်းလူတွေထံအချမ်းအမဲ့ဒီလိုစကားမျိုးကိုချမ်းဟောကြောက် တောင်းမခံနေရှိရှိအောင်ပြီးမစိတ်ဒီလိုကြားရင်ဘုရင်စီရဘူးလို့ဒီလိုကိုကိုတဏှိတချတာဟိုမကြားခဲ့ဘာဖြစ်ဘူးလေကြည်ကြည်လေးလေးချမ်းသာတာကြားတဲ့အခါကျတော့မမချမ်းသာတော့သူကသူအေးအေးကြီးကြီးလေးပဲကြားပြီးဆိုတာနဲ့ဘာဖြစ်သွားလဲဘာပြောင်းသွားလဲဘာမှပြောင်းမသွားဘူးပင်ကိုစိတ်ကလေးကပြောင်းမသွားဆိုရင်ဒါငါရဲ့စိတ်ဘောက်ပြန်စီရဘူးလို့တောင်းဆိုတယ်ကိုယ့်ရဲ့နှုတ်က ဒီလိုပြောချင်ကြောင်ကိုယ့်ရဲ့တော့ကယုံညံ့တဲ့စကားကြီးပြန်မထွက်စီရအောင်ကိုယ့်ရဲ့ကိုယ့်ကိုယ်ရာချမ်းသာတာတွေယုံညံ့တာတွေပြန်မထွက်စီရအောင်နော်ဒီလိုစိတ်ကိုဝေးပြီးတော့ခဏရှင်းအောင်ဝေးတဲ့ပြန်ရှင်းနော်ဆိုတော့တို့ရင်ပြည့်စုံနေတိုင်းမိုးရနေမိုးချတော့ကောင်းကောင်းလုံလုံတယ်ဝေးတဲ့နေရာနေပြည့်တဲ့နေအထိဒီလိုဟာတွေကကြောင်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 ပြီးဆိုလို့ရှိရင်စကားပြောရင်လည်းမကန်တဲ့အကျိုးရှိတဲ့စကားမေတ္တာစိတ်နဲ့ရှင်းပြီးတော့ အချိန်နဲ့အချိန်ကကြည့်ပြီးတော့လူညံ့စွာပြောကြတာဘုရားရှင်စကားပြောတာစာလိုက်တင်ပြရပြီးဆက်ဆံရတဲ့ကဥဒ္ဒနာကိုခေါ်တယ်ရှင်သောမျက်နှာရှိတယ်မောင်တကျုပ်ကဒီဒီမောင်တကျုပ်ဆိုဒီလိုဒီလိုကြီးပေါ့ကိုဒီလိုကြီးတခါတခါကိုကိုပဲကြည့်ကိုပါဝင်ချက်မှကြည့်တောင်းတဲ့ကြဆက်ဆက်ညမောင်ကိုပို့တော့ဘူးတော့မကြည့်တယ်လို့ပုံစံကြီးဆိုအနာကတော့အစိတ်ကမချမ်းသာနော်အမောင်တကျုပ်ကပြုတ်တတ်ဘူးရှင်သောမျက်နှာရှိတွေ့ရင်လာဒီကောင်းမှနာတွေ့ရတာ ်ဆောတာကောင်းတော့လာခြင်းကောင်းလို့ဆိုခြင်းမှာအများကြီးပြောတယ်ပြန်ရှင်းနော်သူကတော့စကားပြောကောင်းတယ်စကားပြောအောင်ကောင်းစကားပြောကောင်းတဲ့မျက်စောပြန်တုတ်ပြီးကောင်းတဲ့မျက်စောပြန်တို့ဦးစင်းနေမိုင်းနာလို့ဖွဲ့တယ်သူ့ဘဝကြမ်းလို့ရှိရင်သူစတဲ့လုပ်ငန်းတွေဆောင်ရတဲ့အခါမှာလုပ်ငန်းတွေအရေးကြီးတဲ့ပတ်သက်တဲ့ကြီးကြီးတဲ့ပတ်သက်တဲ့ရေးကြီးတဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေဆက်ဆက်တဲ့စကားတွေပြောပြီးဆိုရင် ရည်ရည်ကြီးပြောရတော့ဆိုသူကတော့ကတော့ပေါ်ပြီပြောသူကတော့စကားပြောမှုနဲ့မျက်စောပြတူကြီးကောင်းတဲ့မျက်စောပြသူပြောတိုင်းအောင်ပေါက်မြောက်ပြင်းတဲ့မျက်စောပြပြည့်ရှင်ကဘုရားနဲ့မှာသူကတော့ကတော့သူနဲ့တွေ့တာနဲ့အုပ်ပြတ်တာပြည့်ရှင်တဲ့စကားပြောပြောတယ်နဲ့ပြည့်တာစေသမာနာနော်စေသမာနာအပြည့်မျိုးခံရတယ်ပြည့်ရှင်မေတ္တာမပြည့်ဘူးနော် ဒီဝရနောက်ပိုင်းဒီဝရနာပြီးတော့တောင်းပန်တယ်ဒါမကောင်းတဲ့ရှိတော်သူ့ကိုချင်းပြတ်တယ်တို့တာတိနေဆုံးတဲ့ပဒါစာရီဆိုတဲ့တက္ကမကြီးကြီးပါနော်ခါအဝတ်ပကတ်တယ်လည်းမရှိဘူးဘုရားရှင်သာတန်ဒီဗုဒ္ဓတာနာယနာပိတ္တနာပိပိုင်တော်ဟာအန္တကိလတိပန္နတာတတိညာတိတုတာနာတာဟိုဒီတရားစကားလေးပြောဟာတဲ့အယူရောကပြောပြီးတော့တယ်ဗျာဒီကဲကြည့်ပါဘယ်လောက်စကားပြောပါ့မလဲသူကတော်ရှင်မင်းကြီး နော်ပြမကြီးလေးဦးပဲလောကကိုဆုံးရှုံးနေရှိတဲ့တသရတ္တဝိရတ္တကဝိရုပဲဥဝိရဏမင်းကြီးတို့တရားမင်းကြီးအစတည်လို့မဲ့ဆဲဆဲဒုက္ခလေးဖြစ်လို့ပြည့်ရှင်ဖြစ်ခြင်းလို့လာဘူးတက္ကပညာတော့ဘုရားဟောတယ်ဟိုအမှန်စကားပြောလိုက်တာတက္ကလည်းတရားမင်းစိတ်ချမ်းသာပြီးတော့သောတာပန်တည်တယ်တရားလို့ပုဂ္ဂိုလ်မျိုးကိုတောင်းတာစကားအရာအလွန်ချမ်းကျင်တဲ့သစ္စာရှိသူကတော်စကားပြောကောင်းတဲ့မြတ်စွာဘုရားဒုက္ခကောင်းတဲ့မြတ်စွာဘုရား အဲ့ဒီမြတ်စွာဘုရားသူ့ရဲ့တပည့်သားတော်ကဖြစ်တဲ့ဦးဇင်းတို့ဒီဦးဇင်းတို့တကတော်မတွေကိုပြန်သင်ပြီးတော့လေဝါစာသုံးတဲ့ဒီကုထုမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားမျိုးကိုပြောမယ်မေတ္တာစိတ်နဲ့ရှင်းပြီးတော့အခြေအနေနဲ့ချိန်မှကြည့်ပြီးတော့လူညံ့စွာပြောမယ်အဲ့လိုပြောတတ်အောင်လေ့ကျင့်မယ်နောက်တစ်ခုကစကားရဲ့ညာညာနန်းချောင်းတင့်တော်တာတွေပြောမယ်မတင့်တော်တာတွေပြောမယ်တိပဲရှိတာတွေပြောမယ်မရှိတာတွေပြောမယ်စသည်ပေါ့နော် ဒီနေ့ရိုက်ပြီးတော့လူတွေတန်းကြားတဲ့ဒီလိုစကားမျိုးတွေကိုအားခံနိုင်ရှင်ကိုပြီးတော့မယ်သုံးသပ်ပြီးတော့နေကြအဲ့ဒါဆိုလို့ရှိရင်တနေ့ချင်းပါလေတနေ့ရနေလေးချင်းလေးတွေညာလာလေးတာဖြစ်တဲ့လေးတာတွေညာနိုင်အောင်မြင်မှုဆိုတဲ့အပြီးပွင့်ပြီးမှဆိုတော့တနေ့ခံနိုင်ရှိတဲ့တပတ်ခံနိုင်ရှိတဲ့တလခံနိုင်ရှိတဲ့တနေ့ခံနိုင်ရှိတဲ့တတလုံးခံနိုင်ရှိတဲ့တဘဝလုံးခံနိုင်ရှိတဲ့တတမရလုံး ခဏရှိတူတယ်နော်တူတူတူတယ်နော်ကဲတက်တဲ့တဲ့ကျူစာကျူစာကြတဲ့ဖြစ်ဒီနေ့ကနေစားပြီးတူတွေထမ်းကြတဲ့ဒီလိုစကားပြောတယ်ကငါခဏရှိအောင်ဝေးတော့မယ်တုံးတက်ပြီးတော့ခဏရှိစေတဲ့ခွန်အားဒီစွမ်းအားတွေဖြစ်အောင်ကျူစာကျူစာကြတဲ့ဖြစ်လောကီနဲ့ချမ်းသာလောကုတ္တရာနဲ့ချမ်းသာဒီတရားချမ်းသာအမြဲရနိုင်တဲ့သူတော်ကောင်းဒီကုစီဖြစ်နိုင်ကြပါစေကုန်တည်း ကစ္စသတ္တလောကတ္တုဏ္ဏမတိမြပိယဟိတယစေတွေရှုတိလေးစားခြင်းအားပူစီနိဗ္ဗာန်လုံးစံပြနိုင်ပါစေသောဘာသောတာမောဟထိဝီဣမိနောမကြီးမသလီ ိဗ္ဗယံကြောင့်သူတော်ကောင်းတရားတွေကဘာတိတံမြတ်သောပနိုင်ပါစေကုံမေကိစ္စဝိဝေသတဝါသုမကယတုပါတိတောဝိကိစ္စဝိဝေသတဝါဥစုသုမကကောဘဝိ အနိလောယလံသောသတ္တဝါပေါင်းစွာသောအလုံးမတရားနာပရိသတ်အပေါင်းတော်တော်တို့သည်ကုမေကံဒီမံယောင်ကျောင်းခီကောင်းဟုတ်တယ်ဝိကေလံကောင်းလည်းဉာဏ်လည်းယုံလည်းဆိုခြင်းဆိုကြည့်တယ်ကိုဝိဝိစေတဝါရှောင်ရှားဖြစ်ကြည်၍သူမေကံဒီမံယောင်ကျောင်းခီကောင်းဖြစ်တဲ့ဘကင်ရှိတဲ့ဒီမံကိုဥဆုံးဖြောင်းဖြောင်းမှမှရန်တို့လိုက်သွန်းနိုင်ကြပါစေကောင်းတည်း အိရိမယောတုတရားဟောဆရာအကစီယံအမတ်ဘုတ္တုတိလည်းပဲကုံမေကံနိဗ္ဗာန်ယောကျောင်းခီကုန်ဟုတ်တဲ့ဝိကံမတုလွခြင်းလည်းယုံလည်းဆိုခြင်းဆိုခြင်းတေကိုဝိဝိစေတဝါရှောင်ရှားပေခြင်း၍သူမေကံနိဗ္ဗာန်ယောကျောင်းခီကုန်ဖြစ်တဲ့ဘဂင်ရှိတဲ့ပြည်မှာကိုဥဆုံးဖြောင်းဖြောင်းမှန်မှန်သူမေကံ အလုရှင်လူပါပြတိတကဝအာလသောတရားသာပြိတ္တအပေါင်းသရောကောင်းတို့ကိုနိဗ္ဗာန်ယောကြောင့်ပြီးကုန်ကိုကောင်းကောင်းစွာပူဆောင်ပြီးတိုင်၍တရားဟောဖို့ညွန်ပြဆူဆူမနေတဲ့ဥစဉ်ခွေကတည်းနိဗ္ဗာန်ယောကြောင့်ပြီးကုန်ကိုကောင်းစွာလိုက်တော်နိုင်တဲ့ပုဂ္ဂိုလ်သည်ဘဝိဘူယံကောင်းစွာမသွေဖြစ်ရပါစေကုန်တည်း Quelle est l'idée de ce que